မင်္ဂလာပါရှင်ရှဲကူမီဒီယာကကြိုဆိုပါရစေတောင်ကြီးမြို့နိုင်မြမအီလက်ထရောနစ်မဲပေးဆက် MVN ကင်တွေအသုံးပြုခြင်းဆိုင်ရာနီးပြဆရာဖြစ်တဲ့နန်းဖွင့်မွေးနေမဲပေးဆက်လက်တွေတရုပ်ပြစံသက်မဲပေးခြင်းကျင်းပတဲ့တဲ့ရင်ကို တင်ဆက်ပါမယ်ရှင် မြန်မာအလက်ထရောနစ်မဲပေးဆက် MEVM ဂိုင်းတွေအသုံးပြုခြင်းဆိုင်ရာနေပြဆရာဖြစ်တဲ့နန်းဖွင့်ပွဲနဲ့မဲပေးဆက်လက်တွေတရုတ်ပြစမ်းသပ်မဲပေးခြင်းကိုဇွန်လ17ရက်နေ့နနက်9:00နာရီခွဲက တောင်စီမြို့ရှမ်းပြည်နယ်ဆိုရယုံ အစည်းအဝေးခမ်းမ၌ကျင်းပခဲ့ပါတယ်။ နီးပြဆရာဖြစ်တဲ့နန်းဖွံ့ဖွဲနဲ့မဲပေးဇက်လက်တွေတရုတ်ပြအစမ်းသက်မဲပေးခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအောင်မြင်စွာနဲ့တရားမျှတသောရေကောက်ပွဲဖြစ်ရန်အတွက်ဌာနဆိုင်ရာများကဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလမ်းညွန်ချက်အရရွေးကောက်ပွဲဖြစ်ရန်နဲ့မဲပေးနိုင်သူအလုံးမဲပေးခွင့်ဆုံးရှုံးမှုမဖြစ်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယခုတက်ရောက်လာကြသည့်ဌာနဆိုင်ရာများကလည်းမိမိတို့ကြရာတောင်းဝင်တွင် ပူပေါင်းဆောင်ရွက်ပေးကြရန်နေပြည်တော်မှလာရောက်၍မြန်မာအီလက်ထရောနစ်မဲပေးဆက် MEVM ကင်တွဲအသုံးပြုခြင်းဆိုင်ရာများကိုပြသပေးသည့်တောင်းဝင်ရှိသူများကိုလည်းကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည် ထို့နောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်လွင်ဦးကအမှားစကားပြောကြပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဒုတိယညွန်ကြားရေးမှူးချုပ်ဦးညီညီလွင်မှမြန်မာအီလက်ထရောနစ်မဲပေးဆက် MEVN နဲ့ဆက်လင်း၍ PowerPoint ဖြင့်ရှင်းလင်းတင်ပြခဲ့ပါတယ်။ ၎င်းနောက်ပြည်내ဝင်ကြီးချုပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများတက်ရောက်လာကြသည်ပြည်내စင်ဌာနဆိုင်ရာများမှမြမအလက်ထရောနစ်မဲပေးဆက် MEVM အသုံးပြု၍လက်တွေ့ဆန်းသပ်မဲပေးခဲ့ကြကြောင်းသိရှိရပါသည် အဆိုပါတင်းတန်းကိုရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာဝန်ထမ်း80ဦးတက်ရောက်ခဲ့ပြီးတင်းတန်းကို2025ခုနှစ်ဇွန်လ10ရက်နေ့မှာ12ရက်နေ့အထိပို့ချသွားမည်ဖြစ်ကြောင်းသိရပါဗျာ။ ၎င်းနောက်မွန်လွဲတနအီခွဲတွင်အီတာယာမျိုးတို့သားရောက်၏နီးပညာတက္ကသိုလ်ကျောင်းရှိဆရာဆရာမများចောင်းသားចောင်းသူများကို MEVN မြန်မာအီလက်ထရောနစ်မဲပေးဆက်အကြောင်းရှင်းလင်းပြီးမဲပေးဆက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။